တက်ပြီးမြေရှူအစ်စ်တီကတော့တော်တော်ရအောင်နေနော်အဲ့တော့ကျွန်တော်ကန်ခဲပြော်စီထိုးခြင်းတယ်အဲ့တော့စီးနဲ့တက်မတဲ့အရင်စမ်းကြည့်အောင်မယ်နော်

စေးဆန်းနေတဲ့အချိန်မှာရားလာတာတို့မောလာတာတို့ဖြစ်ရင်ပျော်နော်အမဆရာရှိပါလားအော်ရှိရဟိုလူနာတယောက်ကြည့်နေလို့ရှိအော်ဟုတ်ဟုတ်ကူလာဒီခဏနော်ဟောဟုတ်ကဲ့ဆရာဟောလူနာကြည့်နေတယ်ဟုတ်ကဲ့ပါဦး

ုစေးဝင်သွားတယ်တက်တာပါလိမ့်မယ်နော်ဟာဟာဟုတ်ဝင်သွားပြီစေးကုန်ပါပြီဟာရွှေတက်တာလားဟာဟာလူနာစေးမတက်တာဖြစ်ပြီးတော့အောက်ဆီဂျင်တော့ရှူဖို့လိုနေပြီအဲ့တော့ကျွန်တော်စေးကိုပြန်ပါမှာဖြစ်မယ်ဟုတ်တော့မယ်တော့မယ်ညစောင်းတော့ကကိုဖြိုးအိမ်စီမှာ

်ဆင်းရဲခဏကြည့်တာပြီနော်ကျွန်တော်ဆင်းရုံလိုက်သွားမှာမဟုတ်ဟုတ်ကဲ့ဆရာဟုတ်ပါဒီမှာဘာမှမဖြစ်ဘူးနော်နော်မင်းကနော်ဘာမှမဖြစ်ဘူးဆင်းရုံကတက်တာပါ ော့စေကလူနာပါစေးဆိုင်နဲ့ရှော့ဖြစ်သွားတာဒီလိုရှော့မျိုးတော့ကျွန်တော်တခါမှမတွေ့ဘူးလိုအပ်တဲ့စေးရောထိုးပေးထားတယ်ပိုစေးဖြစ်အောင်လို့လာပို့တာပါမှာဟုတ်သိပါအောင်လား190ပါဒါပေမဲ့လူနာမောနေသေးတယ်အဆအဆီဂျင်မြန်တော့မလိုတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကောင်းပါလားလာ။ဟောပါလူနာချင်းနေလေးမလို့ပြော လူနာတော့စိတ်ချရတဲ့အချိန်မျိုးရောက်သွားပြီဆရာဒါမဲ့24ဟာတော့စောင့်ကြည့်ဖို့လိုပဲအဲ့တော့ဆရာတို့အိမ်ပြန်လာစင်လာလို့ရတယ်နော်ဩကျေးဇူးတင်ပါတယ်ဟုတ်ဟာကျေးဇူးပါဆရာပိုဒီအောင်ကဲပါတော်တော်ပါလို့တော်တဲ့ဘူးကိုရဲ့ ။စမှာဖြစ်စိတ်တွေပူလိုက်ရ။ရပါတယ်။ဒီလူလူနာကကိုကကြုံနေကြပါဆိုတာပြဿနာမရှိဘူး။ကိုပြောကြရှိသေးတယ်။အင်း။ဒါလေကိုဆေးကမထိုင်ဘူးကျွန်တော်။မနှက်ဆိုလဲဆေးုံမှာကြောင်းသွားတက်ရ။ပြောညနေကြတော့လဲဆေးကမ်းထိုင်ရ။ဉာဏ်ပင်မှန်းတာပဲ။ဟိုညကြောင်လဲစာရိတ်ဖတ်ရသေးရမလား။ပြီးတော့ဒီနေ့လူလာမျိုးနဲ့တွေ့ရင်ကိုမလွယ်ဘူးနော်တက်တော်ရဟန်းစိတ်ပင်မနာကိုဆိုပိုးပြောတော့စိတ်ပင်မအောင်ဟုတ် ဒီနေ့ကနောက်ဆုံးနေ့ပဲဟာဒီနေ့တော့လေအိမ်မှာပဲစာကြက်လိုက်ပါလားတမပါဆက်နေရှိပါတယ်ဆူထားတာအရင်ချင်းကိုကောင်းလာကိုတို့မှနောင်ရင်းလည်းရှိတယ်လေတဲ့ရရပါတယ်ကိုကောင်းကောင်းလုပ်နိုင်ပါတယ်ဘာဖြစ်လဲတိလာဒီနာကခရီးတက်ကလေးတယောက်လုံးရှိနေတယ်ပြီးတော့တက်ကိုလည်းအရင်ကျေးဇူးတင်တယ်ဘာဖြစ်လဲ မညူမညီနဲ့ကိုနာမှာအမြဲတမ်းပါရမီဖြည့်ပေးလို့ရှင်အပူရတကြဲကဲကိုတော့ညောင်းနေလားဆိုင်ကားစီးသွားပြီကဲဆိုင်ကားကြဲ ဟယ်လိုတက်တက်ဖုန်းကန်လိုက်တာလားဝမ်းသာလိုက်တာတက်ရေကိုနေရင်တက်စီဖုန်းဆက်နေတာတက်ရေဟယ်လိုတက်ဘာပြန်ပြောလားကိုတခုပြန်ပြောပါအောင်တက်ရေကိုတက်ရှူတန်နေကြားနေရတယ်နော်တက် ိုလေးတက်ကိုနေရင်တတိယနေရာတဲ့တက်အကြောင်းမနေရင်စဉ်းစားနေတာတက်ကိုစိတ်ဆိုးနေတော့မင်းလားအဲ့ဆိုရင်ကိုတက်စီလာခဲ့မယ်ဒီကွာနော်ကိုလာခဲ့ရမလားလာလို့ရလားဟယ်လိုဟယ်လို ဖလို့သက်ဆရာဟိုမေးခါရလေးမိခွာရတော့တုတ်ထားရဲ့ဆရာအဲ့ဒါဆရာကိုစားစေခြင်းလို့ဆိုပြီးတော့စားကြည့်လောက်ခိုင်းလိုက်တာ

စာကျွန်တော်ဒီအရင် check လိုက်အောင်မယ်ဟာဆေးရောက်လာပြီပဲဆရာဒီမှာရေဆရာတို့အတွက်အိတ်ဟိုင်ကိုတိုင်းတုတ်ထားရဲ့မြင်ခွဲတုတ်လေးစားကြည့်ပါပြောတယ်ပြောတယ်စားကြည့်လာခေါ်လို့ဒါကြီးလည်းစားကြည့်ဟုတ်မှာဆရာဘာစားနေလို့လား ိုက်စာလိုတော့မဟုတ်ပါဘူးထုတ်ထားလीတော့ကောင်းလို့ဒီလိုလက်ရကောင်းကောင်းမျိုးမစားအောင်တော့ကြာပြီဟာဟုတ်လားဆရာဟိုအဆိုပေးရရင်ရှိသေးတယ်အေးခံထပ်တုတ်ပေးရမလားဆရာဆရာစားအောင်လားအေးခံထုတ်တာဆိုရင်ဘာဖြစ်ကျွန်တော်ကြိုက်တယ်ထုတ်ပြီနော်ဟုတ်ကဲ့ဆရာအေးခံခဏနေထုတ်ပြီမယ်နော်အော်ပြောနေရတယ်မေးတော့မလို့ဆရာဒါမနေ့ကခွဲရမယ့်လူနာချင်းဆရာကြည့်ကြည့်ပါဟွန်း ကိုရီဖွဲ့ကတော့အများနဲ့ဆိုင်ကျင်တင်မယ်နော်။ငါရောက်အထက်မှာကြီးပဲ။ဟုတ်တယ်ဆရာ။ဟိုပထမဆုံးလူနာဒေါ်အီအီ။ဟုတ်ဆရာအဲ့ဒါအချင်းရှိအောင်နေလူနာလေ။အော်အေးဟုတ်ပြီဟုတ်ပြီ။အေးကညံကောင်းသားပဲ။ကဲ Plasma Premier ပေါ့အချင်းရှိရောက်တယ်ဆိုတော့စာမေးဦးမယ်။ Plasma Premier ကဘယ်နှမျိုးရှိလဲ။၃မျိုးရှိရဆရာ။ မမေဒီတစ်ခါတော့တည်သွက်နေပါမယ်ကျွန်တော်လေ့လာဘူးလောက်အဲ့ဒီ case ကခက်တယ်နော်ပြီးတော့ဒီလူနာရှင်ရဲ့အချင်းကဝိလင်းဆောင်တစ်ခုလုံးပိတ်နေတာဟုတ်တယ်အဲ့လို case မျိုးကိုဆရာခွဲဘူးတယ်နာချစ်ကိုကိုပြောသလိုပဲဝိလင်းဆောင်တစ်ခုလုံးအချင်းကပိတ်နေတာအဲ့တော့ဆရာတို့စပြီးခွဲပြီဆိုလို့ရှိရင် တအိမ်ကိုခွဲလိုက်ပြီးတော့ねအချင်းကိုအရင်ဆုံးစမြင်ရတယ်။ပုံမှန်ဆိုကလေးကောင်းကိုမြင်ရတယ်။အဲ့မှာမှာမှာအဲ့အချင်းရဲ့သွေးကြောကိုဒါကမတော်စထိမိပါရဲ့။တည့်ရတိုင်းခွဲစိတ်ခမ်းတယ်မှာသွေးအရင်ထွက်ပြီးတော့ဘာမှမမြင်ရတော့။အဲ့တော့အနည်းအရင်များတယ်။လက်ဝင်လည်းသတိထားရတယ်။မတော်စများအချင်းပြက်စီးသွားရင်ကလေးအသက်တင်ရှိတယ်။ဘုနာချစ်ကိုပြောလို့ပဲ။ဒီလိုကိစ္စမျိုးတော်တော်လက်ဝင်တယ်။

ာတလေသွားရောစီစဉ်နေခွဲနေနဲ့တွေ့ရဘာကလေးပါတယ်စနေတဲ့ချောင်းပြီးဒီမှာရှင်ကမျက်နှာမပြရဲတော့ငါမင်းကိုခွဲခန်းလိုက်တာခွဲခန်းထဲမှာငါမင်းကိုတည်တည်ချာချာမတင်ပြပေးခဲ့လို့ဒီကလေးကအခုလိုဖြစ်တာအာဒီကောင်းလေးကိုလေပြည်တယ်တခုခုကြက်ခံမအောင်ကျင်းရမှာပေါ့ဟဲ့တော်တော့ပြောချင်တဲ့စကားကိုခန်းထဲမှာပြောပြဿနာကိုကြီးကြီးမားမားဖြစ်စေချင် ဆရာတို့မတော်စားဖြစ်သွားရလို့လေကျွန်တော်ယုံပါတယ်အဲ့လူနာတယောက်အတွက်စိတ်မကောင်းဖြစ်နေမယ်ဆိုရင်နောက်လူနာအတွက်လောက်ရမယ်တာဝန်တွေအကုန်လုံးလင်းဟင်းကုန်မယ်လို့အလင်းတန်းတွေချေထားတယ်မနက်ခင်းတစ်ခုရောက်လာမယ်ညောင်းချင်းနဲ့ကိုစီနေလူတို့ချိုးလဲ

diary day တနေ့စားပါရေမဲဘဝချင်းချောင်းတွေ့ရနေအကောင်ဆုံးပဲဖြစ်စေခြင်းနဲ့ဒီလိုနဲ့တနေ့ပြီးတနေ့ဟာလူကိုချိုးဆောင်ရတာ